ဲ့ဒါလေးကဘာလဲဆိုတော့ခုခံအားဒီစေဒီပရိုးတစ်ခုရဲ့ခုခံအားကငလျင်အားထက်ကြီးမှရမယ်နော်ငလျင်အားဆိုတာကသူကဖြိုဖျက်မဲ့အားနှောက်ရှက်ပေးမဲ့အားဒီနေ့ကပြဒီဒီဟိုဟိုဆွဲနှံလိုက်လို့ရတယ်နော်အဆောက်အုံတစ်ခုလုံးကိုဂျွန်းထိုးသွားအောင်ဆွဲနှံလိုက်လို့ရတယ်နော်အခုလဲကျွန်တော်တို့ဒီ2025မှာဒါပြောမယ်ဆိုရင်ငလျင်တန်ကိုကျွန်တော်ဂျုံခဲ့ဘူးပြီ နော်အဲစကိုင်းငလင်းပဲပြောပြောမန္တလေးငလင်းပဲပြောပြောအဲ့မှာအဆောက်အုံတွေပြူပြူကြပျက်စီးသွားတာတွေတွေ့လိမ့်မယ်။နောက်ရင်ပြင်းထန်တဲ့ငလင်းမှာအဲ့ဒီအားထက်ကိုခုခံအားကြီးရောမှလာလေ။နေ့အချိန်ထိနော်ဒါမှမဟုတ်နှစ်ပေါင်းများစွာနှစ်ပေါင်းထောင်ပေါင်းများထောင်ပေါင်းချီပြီးတော့အဲအဲတည်တတ်မယ်။အဲရေရှည်ခံနိုင်ရှိမယ်ဆိုတဲ့သဘောတရားရှိတယ်။အဲ့တော့ခုခံအားကိုကျွန်တော်ဘယ်လိုစဉ်းစားမလဲ။ မင်္ဂလာပါဆရာတော်ဘယ်မှာပြည့်စုံသူအနေနဲ့ပကံရောက်ခုလားလို့စမေးခြင်းနဲ့ပကံကိုမရောက်ဘူးဆိုရင်တော့မှပကံနဲ့ပတ်သက်တဲ့ဗီဒီယိုတွေရုပ်ရှင်တွေတချင်းတွေအမိုင်းကြောင်းတွေကြည့်ရှုဘူးလိမ့်မယ်ဟာအဖူးလိမ့်မယ်မှတ်သားဘူးလိမ့်မယ်လို့ယုံကြည်တယ်ကျွန်တော်ဆိုရင်ပကံကိုဘယ်နှခေါက်ရောက်မှန်းတော့ကျွန်တော်မမှတ်မိတော့ဘူးရောက်တိုင်းလဲဒီထဲမှာလို့တမျိုးကြီးဖြစ်တယ်ပြည့်စုံသူကဘယ်လိုမျိုးဖြစ်လဲတော့မသိဘူး ။နောက်တိုင်းလည်းတကယ်ကိုစိတ်ထဲမှာဘာကိုခံစားလို့ခံစားရမှန်းမသိဘူးနော်။ငယ်တော့ကဆိုရင်နောက်တော့ကြီးလာတော့ဘာကိုကျွန်တော်ကတင်ချဆရာဆိုတော့အာတင်ချနဲ့ပတ်သက်တဲ့စဉ်းစားတဲ့ဘက်ကိုကျွန်တော်တော်တော်လေးရင်းွားတယ်ရောက်သွားတယ်ပေါ့။အဲ့ဒါဘာလဲဆိုတော့ဒီလောက်ဒီနှစ်ပေါင်းတစ်ထောင်လောက်ကြာအောင်လို့တည်တတ်အောင်လို့စောက်ခဲ့တယ်ဆောက်ဦးတွေမှာဘလို့တင်ချတွေကိုတိခိလူကြီးတွေကရှစ်ခိအဲတင်နာရှင်တွေကအသုံးပြုခဲ့လေ ုံးချခဲ့ကြတယ်သူတို့ဘာတွေကိုသိခဲ့တယ်မဖြစ်လို့ဆိုတော့ကျွန်တော်အခုဒီဘက်ခင်မှာဆိုလို့ရှိရင် R&D ကျောင်း Y&D ကျောင်းတို့ပါအစရှိတဲ့ engineering tech တို့အများကြီးရှိတာပေါ့အဲ့ခေတ်ကအဲ့လိုမျိုး tech တို့တွေလည်းမရှိဘူးနော်ဒီဘက်ခင်လိုမျိုးမှာ steel structure တွေဘာညာတွေလည်းမရှိဘူးအဲ့ဒီ modern modern engineering technique တွေမရှိသေးတဲ့အချိန်ကမှာဒီလောက်နှစ်တွေအကြာကြီးကောင်အောင်လို့တောက်ခေကြရတဲ့အသက်ပညာဟာသင်ချပညာဟာဘာလဲဆိုတော့ကျွန်တော်တို့သိစိတ်ဝင်စားတယ်အဲ့တော့ research paper တွေရဲ့တမိုင်းကြောင်းတွေစာဖတ်ပြီးတော့ဒီပြေကိုလောက်ဖြစ်သွားတာเนาะဒါဆိုကျွန်တော်တို့ကြည့်ကြည့်အောင်เนาะပကံကပြောမယ်ဆိုလို့ရှိရင်တော့အင်မတန်အောစရာကောင်းတယ်900ဆိုရင်7300လို့ကြားမှာဆိုဇီဒီပထိုးပေါင်း2000ကျော်တော့ရှိရဲ့လို့ကျွန်တော်တို့မှတ်တမ်းမှတ်ရတာတွေ့ရတယ်ဇီဘရိုဘောင်းဒီပကံ area မှာဇီဘရိုဘောင်း1000ကျော်ဆိုတော့အိစာသိဟိုဟိုနည်းရမဟုတ်ဘူးเนา A4 စက်ကူပေါ်မှာကျွန်တော်တို့အဆက်ကလေးတွေကျွန်တော်လိုက်ချလိုက်သလိုဖြစ်သွားမယ်နော်အဆက်ကလေးတွေစိတ်ငင်အောင်စိငင်အောင်လိုက်ချလိုက်သလိုဖြစ်သွားမှာအဲသူအချိုးချကြည့်မယ်ဆိုရင်နော်နောက်တော့ तू ကတကယ်ကို ပြင်းထန်တဲ့ငလင်ကိုလည်းနှစ်ကြိမ်ခံခဲ့ရနော်ဘလို့အကြောင်းကြောင်းနေကြောင်းဒီကြက်ညက်ခံပြီးတော့ဒီနေ့ထိရှိနေတာလေပေါ့နော်တချို့ဖခင်တချို့ဖခင်တွေကတော့အုပ်ပုံဖြစ်သွားတယ်ပျို့စင်းသွားတယ်နော်တချို့ကြံခဲ့တဲ့ဖခင်တွေရှိတယ်အဲ့ကြံခဲ့တဲ့ဖျားတွေကဒီအင်္ဂလိပ်လိုပြောရင်တော့ seismic wave လို့ခေါ်တာပေါ့နော်ငလျင် လိုင်းနေငလင်းဒန်နေအဲ့ဒန်နေကိုအဲတညံ့ခံပြီးတော့ဒီနေ့ထိမမမမအထက်ထဲဝါဝါတည်ရှိနေရဆိုတဲ့ကိစ္စနော်ဒါကိုကျွန်တော်တို့နည်းနည်းလေးလေ့လာကြည့်အောင်ဟောအဲဒီမြန်မာနိုင်ငံဒီအလဲဘူကတကယ်တော့ငလင်းကြောပေါ်မှာတော့ရှိနေတာအဲတကယ်ကိုငလင်းစုံချက်တက်တည်းကြီးမှာရှိနေတာပေါင်ကူက85ငလင်းအဲ့ထောင်ကူက85ငလင်းကတော့တော်တော်ဆိုးတယ်ဒီရှေးအောင်အမွေနဲ့အဆောက်အုံတော်တော်များများသူကထိခိုက်ပျက်စီးသွားတယ်ပါပါတယ်2016မှာ6.8 Richter scale လောက်ရှိတဲ့ငလျင်လောက်တယ်။ဟုတ်တော့ဟုတ်တော့အဲ့မှာလဲသူက damage car ရှိတယ်။ဒါပေမဲ့အဲဇေယီဘရိုးပေါင်းယာကျော်ကတော့အကောင်းပကတိတိုင်းကြံနေတယ်။ဒါသိစိတ်ဝင်စားဖို့ပေါ့။အဲအောင်စရာလည်းကောင်းတယ်ပေါ့နော်။ဒါတနည်းအားဖြင့်ပြောလို့ရှိရင်ဒါအဲအခုကျွန်တော်တို့ဒီဘက်ခေတ်မှာသုံးနေတဲ့ငလျင်ဒန်ခံအဆောက်အအုံအဲငလျင်ဒန်ခံနဲ့ engineering technique တွေနည်းပညာတွေဘာမှမပေါ်သေးပဲဘာမှမပါသေးပဲနေ။ခံနိုင်ရရှိနေတာ။သူတို့ဘာနဲ့စောက်ထားလဲဆိုတော့အဲ ကြောက်တုံးနေနဲ့เนาะပြီးနောက်တစ်ခါအုတ်တွေနဲ့ပြီးနောက်တစ်ခါသယိုးတွေနဲ့ဒါတွေနဲ့ပဲသူတို့စောက်တော့ steel structure တွေမှာတန်ကြောင်းတွေထည့်တာမျိုးတွေဒါတွေလုံးဝအဲ့ငွေနှစ်ပေါင်းတစ်ထောင်အစောအုပ်စနစ်တွေမှာတော့ပါပြီးတော့မတွေ့ရအောင်เนาะဆိုတော့ဒီအဓိကသူတို့အဲရှေ့အောင်အစောက်အုပ်နေထဲမှာအဓိကသွားတင်ချာရှုအောင်ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ခေါင်းချိုးညီရာ ်ခေါချိုးညီတယ်ဆိုတာဟိုတုံတောင်ခေါချိုးညီတာမျိုးမဟုတ်သူကတော်တော် perfect symmetrical designs ကိုသူအတွင်းရတကယ်တော့ perfect ဖြစ်နေတာခေါချိုးညီရအောင်တော့သူအတွင်းရခေါချိုးညီတယ်ဆိုတော့သူဘာဖြစ်လဲဆိုတော့ဒီဝင်အားတွေကိုပေါ့နော်ဝင်အားတွေကိုကျွန်တော်တို့တဏှာထဲမှာစုနေတော့ပဲနေအညီအမျှဖြန့်ခွဲပြီးတော့ဒီဝင်အားတွေကိုကျွန်တော်တို့ထမ်းထားလိုက်တဲ့သဘောမျိုးတက်ရောက်သွားတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီအားတစ်ခုခုပေါ့နော်တကယ် stress ဒီ concentration က နော်တဏှာလေးကိုစုပြုံကြသွားပြီးတော့ဝိုးလို့ဖြိုခိုက်တဲ့ပုံစံမျိုးမခံရအောင်နော်အဲအဲ့တစ်ချက်ရှိတယ်ပြီးတော့နောက်ခုက domes တွေပြီးတော့နောက်ခုကတော့လေးကိုင်းပုံစံတွေပေါ့နော် parabola ပုံစံတွေပေါ့နော်ဒီ lady ပထိုးတွေမှာတော့ကြည့်လိုက်လို့ရှိရင်အဲ့ဒီပုံစံတွေကလည်းသူကဘာလို့သွားပြီးတော့သူဖြစ်ပေါ်နေလဲဆိုတော့ဒီဒီဖြတ်စည်းရဲ့ဟိုဟိုဟိုပြောမယ်ဆိုလို့ရှိရင်တော့တော်လှန်တဲ့အားတွေပေါ့နော်အဲဒီဒီ destructive forces တွေပေါ့နော်အဲ့ ဒီကောင်တွေရဲ့ဒီဖြိုမဲ့အားတွေဖြတ်မဲ့အားတွေနော်အဲ့ weak point တနေရာကနေပြီးတော့တခြားနေရာတွေပေါ့ပါအကုန်လုံးဟန်ချက်ညီညီရှိနေတာတနေရာမှာ weak ဖြစ်သွားရင်တော့ဝိုးဆိုတနေရာမှာတော့အဲ့ line ဝင်တာနဲ့အုံပြုတ်ပြီပေါ့နော်အဲပကံမှာရှိရဖျားဒိုင်းကတော့ဒီလို technique ပြီးတော့ဟုတ်ချင်မှဟုတ်လိမ့်မယ်ဒါပေမဲ့အခုထိအဲအပြုတ်ပြက်ပဲနဲ့တည်တတ်နေတဲ့ ဒေဘရိုးတွေရဲ့ structure တွေအဖွဲ့စည်းတိစောက်ပေါ်တွေကိုသွားကြည့်ကြည့်လိုက်မယ်ဆိုရင်ဒီတည်ငြိမ်တဲ့သဏ္ဍာန်ကိုသွားတွေ့ရတည်ငြိမ်တဲ့သဏ္ဍာန်ဆို stability ကိုပြောတာ stability ဆိုတာကတော့မြန်မာလိုပတ်သက်ပြရင်တော့ hand check ကိုပြောတာဒီ hand check ကအောက်မသွားဘူး hand check ညီးနေတယ် stability ဆိုအဲ့ဒါကိုပြောတာ stability ဆိုတာလည်းဒီပြောမယ်ဆိုလို့ရှိရင်လဲအားလို့ပေါ့နဲ့တော့ယူပတ်ပြရဲ့သဘောတွေကအကုန်ဆက်ဆက်နေတာပေါ့နော်ဒါကတော့ထားလိုက်တော့တော်တရားရိုးရှင်းဆုံးနေတယ်ပဲစဉ်းစားမယ်နောက်တစ်ခုကကြတော့အချိုးကြတာ အချိုးကျဆိုတော့ golden ratio လို့ပုံစံပြောပါတော့အချိုးကျနဲ့ခောက်ချိုးညီရတယ်မတူဘူးเนาะအချိုးကျဆိုတော့အင်မတန်မှဒီဒီတင်ချာ relationships တွေပေါ့เนาะတင်ချာဆိုင်ရာတက်ွယ်မှုတွေအများကြီးတွားတွေ့ရတယ်ပေါ့เนาะဒီအချိုးကျရယ်ဆိုတာက golden ratio လို့ပုံစံမျိုးဆိုတာဥမာအောက်ခြေကကြီးမယ်ဆိုအပေါ်သေးတယ်ဘလောက်လောက်ပမာဏသေးသွားလဲအောက်ရှိအလျားကဘလောက်နောက်ထပ်အဲဥမာဆိုပါစို့အာဖောင်းကြွမှာတွားအခြေဝန်းဘလောက်ရှိသွားတယ်အဲ့လိုမျိုးအချိုးလေးတွေကိုပြောတာ နော်ဘေးနာအရန်စီဒီလေးရဲ့အကနှုတ်လေးကဘလောက်တက်လာတယ်အဲ့လိုအချိုးလေးတွေကအချိုးကြတာအချိုးကြတယ်အချိုးကြတယ်ဆိုတာခုနကခေါက်ချိုးညီတာမျိုးပေါ့ခေါက်ချိုးညီရယ်ဆိုတာအလေတချမ်းချမ်းလာရင် level ချမ်းမှာဖြစ်နေတဲ့ပုံတရံတိုင်းညာဘက်ချမ်းမှာဖြစ်နေအရှိန်နောက်ချမ်းလားတောင်မြောက်ချမ်းမှာဘလို့ပဲချမ်းချမ်းသူတို့ကခေါက်ချိုးညီရယ်ဗျာအချိုးကြတာကကြတော့အောက်ကဒူးတွေကတကူးအပေါ်ကိုသေးသွားတဲ့ဒူးတွေရဲ့အချိုးအောက်ကဒူးတွေကြီးကအာဥမာဆိုပါဆိုတဆယ်ဆိုရင်အပေါ်ကအပေါ်က ပေးသွားတဲ့အပိုင်းက fight ဆိုရင် dance to fight အဲ့လိုအချိုးလေးတွေကိုပြောကြတယ်နော်အဲ့လိုအချိုးလေးတွေကိုပြောကြတယ်အဲ့အချိုးကြကြနာနာလေးတွေသွားတွေ့ရတယ် golden ratio ရွှေအချိုးလိုမျိုးအဲတင်ချာမှနာမည်ကြီးရဲ့ပုံသဏ္ဍာန်မျိုးကိုတိခဲ့လို့လားမတိခဲ့လို့လားမသိနော်အဲ့လိုမျိုးဆန်ဆန်လေးတွေလည်းသွားပြီးတော့တွေ့ရတာလေးတွေရှိတယ်ဆိုတော့ဒီ engineer ပညာရဲ့နော်ဒီရှေ့ခေတ်ပညာရှင်တွေရဲ့အဲလျှို့ဝှက်ထားတဲ့ပုံသဏ္ဍာန်ကတော့အန်အော့ဖ်ပဲဒါကျွန်တော်ကိုယ်တိုင်ရိုက်ထားတဲ့ အဲဒီဓာတ်ပုံတွေပါအုပ်စီထားတာကိုကြည်လိုက်เนาะအဲဒီမှာဆိုတော့ဒါအကျော်ဒီအပေါ်ကဒီအခုံးကိုပေါ့เนาะအဲလေးကိုင်းတဲ့ပုံတွေတင်းရပါရာဘလာပုံတွေအမိုးအမိုးမျက်နှာချက်ပေါ့အဲ့တော့ကျွန်တော်ပလက်လှန်ပြီးကျွန်တော်ကင်မရာနဲ့ကျွန်တော်ရိုက်လိုက်အဲကျွန်တော်ကိုယ်တိုင်ရိုက်ထားတဲ့ပုံတွေဟောပြောမယ်ဆိုရင်အဲ့အဲမှာတန်ချောင်းတွေစတီချောင်းတွေဘာမှမပါဘဲနဲ့ဟုတ်စီထားတဲ့ပညာနဲ့ပဲတစ်ခုနဲ့တစ်ခုဟိုစီနေအောင်ကြက်နေအောင်ညက်နေအောင်လို့သူဖြစ်သွားတယ်เนาะ တော့နောက်ထပ်တစ်ခုပကံမှာအဲဖျားတွေကိုကျွန်တော်တို့အခုထိတည်တဲ့နေဖျားတွေကိုကျွန်တော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ခုနကပြောခဲ့တဲ့ hand jab ပေါ့ stability ပေါ့အဲ stability ကဘာဖြစ်လာလဲဆိုတော့เนาะအာ hand jab ကတော်တော်ကောင်းတယ် hand jab ကောင်းဖို့အတွက်ကကြတော့ဘာလဲဆိုတော့ hand jab ညင်ဖို့เนาะတည်တည်ငြိမ်ငြိမ်ရှိဖို့ကြတော့သူက center of gravity ဆိုတော့နိမ့်ဖို့လုပ်တယ်เนาะအဲ center of gravity နည်းဖို့လုပ်တယ်အဲ့တော့သူ short လာเนาะပြီးတော့ဒုတယ်ကိုလည်းကြည့်လိုက် ူဘယ်လိုစောက်ထားလဲဆိုတော့ဒုတယ်လို့ကြည့်လိုက်တကယ်ကိုတကယ်ကိုဟို thick walls ပေါ့နော်တကယ်နိုင်ရအထူကြီးတယ်ဟုတ်တကယ်ကို high mast ကြီးအဲ့ဒါဘာလို့ तू ကဟိုဖြစ်စေလဲဆိုတဲ့ခါကျတော့ဒီ seismic vibration လို့ခေါ်တဲ့ငလျင်လှိုင်းနေလားငလျင်လှိုင်းနေလားအဲ့ခါမှာသူ့ကိုခုခံဖို့အတွက်နော်တနည်းအားဖြင့်ပြောလို့ရှိရင်ဒါ inertia ပဲတကယ်ယူပပီးတဲ့သဘောတရားတွေကိုသူတို့သိခဲ့လို့လားဘယ်လိုမျိုးစနစ်နဲ့သူတို့လေ့လာခဲ့လို့လဲ ဒါကိုကျွန်တော်တို့သိစိတ်ဝင်စားတာပေါ့နော်ဆိုတော့သူတို့ရဲ့ဒီလိုမျိုးထူးတဲ့အရင်ကြီးွားတာကပုပ်ပုအားတွေပြီးတော့ဖိတ်သိမ့်တဲ့အားတွေနော်အဲ့အားတွေအကုန်လုံးကဘာဖြစ်လဲဆိုတော့ရော့ကြွားပါနော်အဲ့တော့ကျွန်တော်တို့ခုနကပြောနေတဲ့အဲကိစ္စရဲ့ပေါ့နော်အဲဒီ symmetrical ဖြစ်တယ်ဒီမှာကြည့်လိုက်ပုံမှာ symmetrical ဖြစ်တဲ့ပုံနော်တကယ်ခေါက်ကျိုးညီတချမ်းချမ်းကြီးလိုက်အလေတဲတဲ့ချမ်းချမ်းကြီးနော်အကုန်လုံးဆိုတာညီလူလေးတွေဒါမှမဟုတ်ကျွန်တော်ကိုယ်တိုင်ရိုက်ထားတဲ့ကင်မရာကအဲတက်တက်မဟုတ်တော့ တက်တဲ့အနေသာကျွန်တော်ရိုင်းနိုင်ခဲ့တယ်ဆိုလို့ရှိရင်ဒါပုံပြီးဆမတ်ထရီတော့ဖြစ်တော့သွားတွေ့ရတယ်ပြီးတော့သူတို့အဲ့ထဲမှာသုံးထားတဲ့အာယူပေါ့နော်ဒီဘီလန်ကြီးအခုခေတ်စကားဆိုရင်တော့ဆမ်မန်ပေါ့နော်စီမန်လည်းမဟုတ်ဆမ်မန်လည်းမဟုတ်ဆမ်မန်တန်ရက်မှာဆမ်မန်ပေါ့အဲ့ဒါကိုကျွန်တော်သွားပြီးတော့အဲဒီဘက်ခေတ်မှာဆိုလို့ရှိရင်တော့ဒါဘီလန်ကြီးအနေနဲ့ကျွန်တော်တို့သုံးနေကြပြီဒါပေမဲ့အဲ့ခေတ်မှာကျတော့တယူအဲတော့မြေတယူရှိတယ်ကော်တယူအဲကော် ကော်တီယိုဆိုပြီးနှစ်မျိုးရှိတာပေါ့နော်မြေတယိုးနဲ့ကော်တီယိုဆိုပြီးတော့အကော်ကျွဲကော်ပေါ့နော်ကော်ဆိုတာအဲကျွဲကော်ပြောတာနော်ဆိုတော့အဲ့နှစ်နီးမှာကော်တီယိုနဲ့ဒီကျွဲကော်ဆိုရဲ့နီးဖြော်ဆက်တဲ့နီးတွေရှိရပြအဲ့ဖြော်ဆက်တဲ့နီးတွေအဲ့ material ရကတော့အသေးစိတ်ဖြစ်သွားတယ်အဲအဲ့ဒါတော့ထားလိုက်အခုကျွန်တော်တို့လက်ရှိအဆောက်အဦတွေမှာသုံးနေတဲ့ဘီလက်မြေတော့မဟုတ်တာတော့ဂျင်းနေတယ်။အဲ့အဓိကကပြဿနာအဲ့နေရာ ခုပကံပြားတွေကိုကျွန်တော်စောက်တယ်သူနော်စောက်တယ်ဆိုလို့ရှိရင်အုတ်ကပြဿနာမဟုတ်ဘူးအုတ်ကအုတ်ဖုတ်မယ်အဲဒီလောက်အများကြီးစောက်တယ်ဆိုတော့ကျွန်တော်အုတ်ဖုတ်ရမယ်စီးပွားရေးလည်းကောင်းတယ်ဆိုတော့အမြင်တော့ကျွန်တော်မှာရှိနောက်ပြီးတော့လုတ်အားတွေကောင်းတယ်နော်ဒီလိုမျိုးအဆောက်အုံတွေအကြီးအကျယ်ခမ်းနားတွေကိုစောက်တယ်ဆိုဘယင်တွေကလည်းတော်တော်လေးကို serious ဖြစ်လိမ့်မယ်ဘာလို့လဲဆိုတော့အများနဲ့ဆိုင်နေနေရတယ်ဟိုဥပမာဈေးဒီပထိုးပဲဖြစ်ဖြစ် charge ပဲဖြစ်ဖြစ် mosque လို့ခေါ်တဲ့ဘလီပဲဖြစ်ဖြစ်ဒါဒါပြောမယ်ဆိုတော့တူးတူးတယောက်ပိုင်မှုအများပိုင်နေနေရတယ် ဲ့တော့အများအများပိုင်နေနေအများဆိုင်နေနေရာဒီမှာပြီးတော့ခုဘာသာရေးအဆောက်အုံဖြစ်တဲ့အတွက်တတိချာချာကိုတော်တော်လေး serious ဖြစ်ပုံရအဲ့တော့ကျွန်တော်ကြားဦးသလိုပေါ့အာဗာလဲအုတ်ကြားလေးကိုလက်ထိုးအဲအတ်ထိုးကြည့်တယ်အတ်ထိုးကြည့်လိုက်တဲ့အခါမှာဝင်သွားရဆိုရင်လက်ဖြတ်ဖြစ်တယ်ဆိုတော့အဲဒဏ္ဍာရီလို့လို့ပါလဲလို့ကျွန်တော်တို့ကြားဘူးရရှိကျွန်တော်စောင်းနေတယ်မှာဖတ်ကြည့်တဲ့ခါကျတော့နော်တမိုင်းဒဏ္ဍာရီပေါ့နော်တမိုင်း tax and figure တမိုင်းအချက်လက်အနေနဲ့တော့ကျွန်တော် မတွေ့ဘူးဒါပေမဲ့ဒန်နာကြီးလို့လို့ပါပုံမြင်လို့လို့ပါဆိုတော့ကျွန်တော်အဲ့အမျိုးမကြခဏတွေ့အဓိကဖြစ်နိုင်နေရှိရတော့ဟုတ်လဲဟုတ်နိုင်နေဖြစ်နိုင်နေရှိရတော့ဒီလိုပြကျွန်တော်တို့ဒီကျွန်တော်တို့ထင်တာကဒီအချုပ်တဲ့အင်းအချုပ်တဲ့အပ်ပေါ့နော်အင်းအချုပ်တဲ့အကြီးထိုးတဲ့အိထိုးတဲ့တော့ဝင်သွားမှာပေါ့အဲ့လိုတော့မဖြစ်နိုင်နောက်လို့ရေးတုံးတဲ့အဲအချွန်တစ်ခုခုဖြစ်လိမ့်မယ်ပို့ကြည့်လိုက်မယ်ပို့ကြည့်လိုက်လို့အဲ့တယိုးဆိုတာဘွန်ဒီအေဂျင့်လို့ခေါ်တာပေါ့နော်အုပ်တစ်ခုနဲ့တစ်ခုကြားမှာတော့ဒီလိုကောက်အောင်လုပ်ရတဲ့နေရာအဲ့ကောက်အောင်လုပ်ရတဲ့နေရာက quality ကောင်းမှရအောင် ။အုတ်ကတော့ quality မကောင်းစရာအကြောင်းမရှိဘူးလို့ကျွန်တော်ကတော့မြင်တယ်။ပြည်သူချင်းချင်းသူတို့အုတ်ဖုတ်ထားတဲ့နေရာမှာစေးပြီးမှသူတို့ရလာတဲ့အုတ်တွေကိုသုံးတာ။မျက်စိနဲ့လည်းမြင်တာ။ထိုးတယ်ဆိုတော့အုတ်ထဲကိုလည်းထိုးလို့မှမရဘူး။အုတ်တစ်ခုနဲ့တစ်ခုကတ်ထားတဲ့နေရာအဲတရိုးကင်ထားတဲ့နေရာကိုသူထိုးရတာ။အဲ့ဒီ quality ကဒီတရိုးအကောင်းဆုံးအရင်အသွေးရဖို့အတွက်ဘလောက်ကြာကြာနှက်ထားမှလဲ။ဘလောက်ကြာမှထုတ်တော့မှကျွန်တော်တို့ဥမာဆိုကြပါဆိုချင်ဘက်တွေပါလိမ့်မယ်ပေါ့နော်အဲစိမ့်တယ်လို့ပေါ့ဘယ်နည်းနေကြာမှဒီတရိုးက စတုံးလို့ရှိရင်အကောင်းဆုံးအခြေအနေဖြစ်တာလေဆိုတဲ့ကိစ္စကအရေးကြီးတယ်။ဒီနေရာမှာလဲသူကဘယင်းကိုအဲအဲပြောမယ်ဆိုရင်ဂျင်းထိုင်နိုင်တဲ့ကိစ္စရဲ့တွေရှိတာကိုရှိတော့ဘယင်းကအဲကျွန်တော်တို့ငငယ်တော့ထင်သားသလိုပေါ့နော်။ဖျားကြီးတစ်ခုလုံးပြီးမှဟာဟိုမြင်းနေနဲ့ခြံရံပြီးတော့ ठी ပြီးစောင်းပြီးရွှေ ठी စောင်းပြီးတော့ဖျားကိုလာသူကိုယ်တိုင်အကြီးနဲ့ထိုးကြည့်တော့မူမက်တွေလည်းအကြီးနဲ့ထိုးခိုင်းဝင်သွားရင်အဲမှာဘသူစောက်တာလဲလို့မေးပြီးတော့လက်ချက်အဲ့လိုမျိုးတော့မဖြစ်နိုင်အဲ့လိုတော့ကျွန်တော်မြင် ။ तू อ่ะတလွားပြီးတလွားစောက်တာပေါ့ပကံပြားတွေอ่ะเนาะ तू ပကံပြားတွေကိုကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးဟောတိုက်မရှိဘူး။ဟုံးကြီးကြောင်းကတော့ကျွန်တော်တို့ဟောတိုက်ဖြစ်ခြင်းဖြစ်မယ်။အဲဟောတိုက်ဖြစ်တဲ့အရာတွေကတော့လည်းပြိုကြ။ဟိုအော်အော်ရိုးပဲကြံ။တော့ဟောတိုက်ဖို့တော့ပလန်းနေနဲ့သွား။နော်အလဲမှာ core ဥတိုင်းရှိမယ်ပြီးပလန်းနေပလန်းနေပလန်းနေနဲ့သွားအဲ့တော့တလွာပြီးတလွာတလွာပြီးတလွာသူစောက်သွားတဲ့နေရာမှာတလွာစောက်လိုက်တယိုးကင်လိုက်အထိုးကြည့်လိုက် quality control ရှိကိုရှိလိမ့်မယ်အဲ့လိုကျွန်တော်မြင် တော့အဲ့ quality ကိုဟောနေပြီးတော့မှ okay မင်းအားကြီးကဒါမမှန်ဘူးတရုတ်ကင်တာတဲ့ quality ကလိုသေးတယ်ပြန်လို့အဲ့လိုမှပြောလို့မရရင်တော့လက်ဖြတ်ပြစ်တဲ့အရေးယူမှုအထိကိုရရဆက်ဆက်လုံးမှာပေါ့။ဘာကြောင့်လဲဆိုတော့ तू ကဒါတော်တော်ကိုအဲသူတို့ရဲ့ဒီထဲဝါမှုဂုံဒါတွေကိုလည်းတော့ပြကြင်တာကိုကျွန်တော်တို့ဒီအီတလီရောက်တော့လည်းဒီအီတလီမှာဥရောပမှာဆိုအဆောက်အုံကြီးရရှိတယ်တစ်ဖက်ရန်သူကို तू ကအဆောက်အုံကြီးနဲ့ဖျဲတာပေါ့ဗျာခေစကားနဲ့ပြောရရင်ဆိုရင်တော့တစ်ဖက်ရန်သူလာတိုက်ပြီဆိုတော့မြင်လိုက်တာနဲ့အဆောက်အုံမြင်တာအဲ့အဆောက်အုံမှာဘာရှိဆိုတော့ဘီသူကပညာရှိတယ် ထောက်လို့ရအတက်တွေရှိတယ်သင်ချာတွေရှိတယ်ဗနအင်အားတွေရှိတယ်နော်ပြီးရင်နောက်တစ်ခုကအဲလုတ်အားတွေရှိတယ်အဲ့ဒါတွေကိုကြည်ချင်းအားဖြင့်တစ်ဖက်ရန်သူကလန့်သွားနိုင်တယ်အဲ့လိုသဘောလေးတွေရှိအအလားတူပဲဒီဘက်ဖြစ်မှာဆိုရင်လည်းကျွန်တော်တို့ဥပမာဆိုပါဆိုဆေးပညာမှာဒီမှာကင်ဆာတောက်တဲ့ဆေးတီထွင်နိုင်တာတို့နော်ဥပမာဆိုပါဆို internet နည်းပညာတွေအခု AI နည်းပညာတွေတီထွင်နိုင်တဲ့နိုင်ငံတွေကဘာပဲဖြစ်ဖြစ်အရှိန်ဟွာကြီးမားတာပဲထဲသွားတာပဲ အဲ့ဒီခေတ်ကတော့ပြောမယ်ဆိုရင်တော့အဆောက်အဦဆောက်တယ်ဆိုတဲ့ကိစ္စကအာအဲဂုံအရှင်ဝါနဲ့လည်းတော့ပတ်သက်နော်ဆိုတော့ okay ဘာပဲဖြစ်ဖြစ်ဒါငလင်းတန်လည်းခံနိုင်တယ်ရာသီဥတုတန်လည်းနှစ်ရှည်လများခံနိုင်အောင်လို့တကယ်ကိုအဲအမခန်းဘွယ်သူတို့ဆောက်ထားတာနော်အဲ့တော့ဒီလိုမျိုးအသုံးပြုထားတဲ့ပစ္စည်းတွေနော်တယိုးတွေခုနအုတ်တွေအဲကတော့ဟုတ်ပြီသူတို့ဘယ်တင်ချပေါ်မှာအခြေခံပြီးမှငလင်းတန်ကိုခံနိုင်ခဲ့တာလဲ ဒါကျွန်တော်စိတ်ဝင်စားဆုံးကိစ္စဒီနေရာကကျွန်တော်စိတ်ဝင်စားဆုံးလေ့လာခြင်းဆုံးကိစ္စပေါ့နော်အဲ့တော့ကျွန်တော်ကအခုကြည့်ရှုသူတွေအားလုံးနားလည်အောင်လို့ကျွန်တော် simplify ပေါ့နော်ရိုးရှင်းဆုံးပုံစံနဲ့ကျွန်တော်မညီမျှချက်လေးတခုကျွန်တော်ထုတ်ထားတာရှိတယ်အဲ့ဒါလေးကဘာလဲဆိုတော့ခုခံအားဒီစီရီပရိုတခုရဲ့ခုခံအားကငလျင်အားထက်ကြီးမာရမယ်။နော်။ငလျင်အားဆိုတာကသူကဖြိုဖျက်မဲ့အား။နှောက်ရှက်ပေးမဲ့အား။ဒီနေ့ကပြဒီဒီ ဟိုဟိုဆွဲနှံပလိုက်လို့ရတယ်နော်အဆောက်အဦလုံးကိုဂျွန်းထိုးသွားအောင်ဆွဲနှံလိုက်လို့ရတယ်နော်အခုလဲကျွန်တော်တို့ဒီ2025မှာဒါပြောမယ်ဆိုရင်ငလင်းတန်ကိုကျွန်တော်ဂျုံခဲ့ဘူးပြီနော်အဲစကိုင်းငလင်းပဲပြောပြောမန္တလေးငလင်းပဲပြောပြောအဲ့မှာအဆောက်အုံတွေပြူပြူကြပျက်စီးသွားတာတွေတွေ့လိမ့်မယ်နောက်အရင်ပြင်းထန်တဲ့ငလင်းမှာအဲ့ဒီအားထက်ကိုခုခံအားကြီးရောမှလာနေနေ့အချိန်ထိနော်ဒါမှမဟုတ်နော်နှစ်ပေါင်းများစွာနှစ်ပေါင်းထောင်ပေါင်းများထောင်ပေါင်းချီပြီးတော့အဲအဲတည်တတ်မယ် ရေရှည်ခံနိုင်ရရှိမယ်ဆိုတဲ့သဘောတရားရှိတယ်။အဲ့တော့ခုခံအားကိုကျွန်တော်ဘယ်လိုစဉ်းစားမလဲ။ခုခံအားကိုဘယ်လိုစဉ်းစားလဲဆိုတော့သူကဒီဇေဒီပထိုးရဲ့အဲစုစုပေါင်းအလေးချိန်အဲစုစုပေါင်းအလေးချိန်နဲ့သူကဘာနဲ့ပြောက်ရလဲဆိုတော့ sound of gravity sound of mass ပေါ့နော်ဂျင်ဘူအဖြစ်ဒီကုတ်အတူတူပါပဲနော် sound of gravity sound of mass ဆိုတော့ဆိုကြပါဆိုဒီဇေဒီပထိုးရဲ့ကျွန်တော်ထိတ်ဆိုအလဲပဟုတက်တက်ရနေပြီးတော့ဆင်းလာမယ်နော်ဒေါင်းလိုက်ဆွဲချလိုက် အစင်းမှာဆိုတော့သူ base area ရှိ base area ဟိုအဆုံဆုံးထိတိုင်းလိုက်နော်ဆိုတော့အဲ့အဆုံဆုံးထိတိုင်းလိုက်တဲ့နော်အလျာအဲ့ length နဲ့ခုနဒီဇီးပြီးပထိုးတစ်ခုလုံးရဲ့အလေးချိန်နဲ့မြောက်လိုက်လို့ရှိရင်ခုခံအောင်ပြရတယ်နော်အဲ့ခုခံအားကခုန F ဆိုတာကတော့ဒီမှာရေးထားတဲ့ F ဆိုတာကတော့ငလျင်အားနော် earthquake ပေါ့နော်ငလျင် horizontal force ပေါ့ horizontal force က the force မှာအများကြီးကို seismic wave နာဒါအင်္ဂလိပ်လိုပြော seismic wave မှာသူကပုံစံတိုင်းမျိုးမျိုးရှိတယ် ပဲထားလိုက်တော့ဘလို့ပုံစံတိုင်းပဲဖြစ်ဖြစ်သူကမြေကြီးလှုပ်သွားမယ်မြေကြီးကတော့လှုပ်သွားမယ်လှုပ်သွားမြေကြီးပေါ်မှာစောက်ထားတဲ့ဒီကဘာမြေကြီးပေါ်မှာစောက်ထားတဲ့အဆောက်အဦကိုတက်ရောက်မှုရှိတယ်ဘလို့ပဲလှုပ်လို့တက်ရောက်မှုရှိတယ်ဟုတ်ပြီအဲ့ဒီငလျင်လှုပ်သွားတဲ့ horizontal force အားနဲ့ height နဲ့ h ဆိုတာ height လို့ပြောတာ height ဆိုတာကခုန JD ပထိုးရဲ့နော် center of mass သူ့ရဲ့အမြင့်ပေါ့နော်သူ့ရဲ့အမြင့် နော်အခုဒီမှာဒီဒီပြောမယ်ဆိုလို့ရှိရင် sound of mask ကနေပြီးတော့အောက်မြေကြီးကနေပြီးတော့ဟိုထိတ်ဖြားထိတိုင်းလိုက်အဲ့ဒီအမြင်နဲ့ခုနငလင်အားနဲ့ကိုကျွန်တော်တို့ကမြောက်ရအောင်အဲ့ဒီမြောက်လို့ရရရလက်ထက်ကိုကြီးမှန်ရအောင်အဲ့တော့ကျွန်တော်အခုပါစက်ထဲမှာကျွန်တော်အခုဒီခဏခဏပြောသွားတဲ့ဟာပါလဲ sound of gravity or sound of mask ပေါ့အဲ့ဒီသဘောတရားကမျက်စိနဲ့မြင်အောင်ပြောမယ်ဆိုပြိုင်ကားတွေနဲ့တူတယ်ပြိုင်ကားတွေက sound of gravity နဲ့နိမ့်နိမ့်လေးမြေကြီးနဲ့ကက်ကက်ကလေး အောက်ခြေ area ကြီးကြီးအဲ့လိုစောက်ထားတဲ့အတွက်ဒီပြိုင်ကားတွေကဒီလိုပတ်လက်ခံပြီးတော့ကားပေါက်သွားဖို့ဆိုတာဖြစ်နိုင်ချေအင်မတန်သိမ့်နေသွားတယ်နော်အင်မတန်သိမ့်နေသွားတယ်အဲ့လိုမျိုးပြိုင်ကားလို့မဟုတ်ဘဲနဲ့ကားကြီးကမြင့်မြင့်ကြီးနဲ့ဟိုပြိုင်ခိုင်းမယ်ဆိုလို့ရှိရင်တော့ center of gravity ကမြင့်သွားတယ်အောက်ခြေ area သေးသွားတယ်အဲ့ဒီအတွက်ကြောင့်မလို့ဘာဖြစ်သွားလဲဆိုတော့ဒီဂျုံထုံးမောက်ခုဖြစ်ဖို့ပိုနီးစပ်သွားတယ်အဲ့တော့ ခုပကံပြားတွေကိုကြည့်လိုက်မယ်ဆိုရင်အောက်ခြေ area ဒုတယ်ကြည်ကြည်เนาะအောက်ခြေ area ဒုတယ်ကြည်ကြည် center of gravity နေနေ center of gravity ကိုမြင့်သွားတဲ့မြင့်သွားတဲ့ဒီဇေဒီပထိုးတွေကိုကြည့်မယ်ဆိုရင်အောက်ခြေ area ပါလိုက်ကြီးလာเนาะအဲအဲ့လားမသာလီရေရှည်တည်တတ်ခိုင်မြင့်မယ်ငလျင်တန်းကိုခံနိုင်မယ်ဆိုရက်သိမှုအဲ့ဒါတိတ်ပြီးတော့စိတ်ဝင်စားဖို့ပေါ့နော်အဲ့ဒီဒီအခုဒါပြောမယ်ဆိုလို့ရှိတာအယိုးရှင်းဆုံးစဉ်းစားချက်မညီမျှချက်ကိုကျွန်တော်တင်ချာနေနဲ့ပုံဖော်ထားတာ အစ်စစ်တွေကတော့သူ့ကိုထပ်ပြီးချဲလို့ရတာပေါ့လေဒါထားလိုက်တော့ဒါရှစ်ခက်ကလူကြီးတွေနှစ်ပေါင်းနှစ်ပေါင်းတစ်ထောင်ကပညာရှင်တွေဟာဒီမညီမျှချက်ကိုအခြေခံပြီးတော့သူတို့စောက်ခဲ့တယ်ဆိုတာကိုကျွန်တော်တို့သင်ရှားတွေ့ရဒါဆိုဒီမညီမျှချက်ကိုသူတို့ဘယ်လိုသိတာလဲဒါလေးကိုကျွန်တော်တို့เนาะဆက်ပြီးတော့စဉ်းစားဖို့လိုတယ်မစဉ်းစားခင်မှာเนาะကျွန်တော်တို့ အဲတကိုးမှာရွှေစည်းကုံဆိုတဲ့เนาะအဲစကားလေးရှိတယ်เนาะကြည့်ရွှေစည်းကုံစီရောဖျားကြီးရဲ့ဘလောက်ဟိုအရင်ဟိုတက်ပေတာကြည့်ရကြည့်ပါအဲသူကခေါင်းကောင်းပုံတန်းပြီးတော့ခောက်ကျိုးညီတာမှာရက်ဆက်တယ်เนาะအရင်မိုက်တယ်အဲဒါတော့ငယ်နှစ်ပေါင်းတစ်ထောင်အားတာပေါက်ထားတဲ့အစာအုပ်ဒီဇိုင်းပေါ့เนาะပြီးတော့အနုမှာအာနန္ဒာတဲ့ပြောမှဆိုရင်ကနှုတ်ကလေးတွေပန်းဆွဲလေးတွေပန်းကက်ကလေးတွေကြည့်လိုက်เนาะ fine art ကလေးတွေသိကောင်းတယ်အာနန္ဒာဖျားမှာတွေ့ရတယ်ပြီးတော့နောက်တစ်ခု နော်ဒုမာတမယံ ਨੇ ဒုမာနဲ့ဒုတွေကတကယ်ပကံမှာဆိုရင်တော့ဒါအကြီးဆုံးပဲပေါ့နော်ဒုမာတမယံနော်နောက်တစ်ခုကအမြင့်မှာတပိညူတဲ့တကယ်ညံတော်လို့ပဲခေါ်မှာပေါ့နော်ဒါဒီဇီဒီပထိုးရတာညင် height ကသူအမြင့်ဆုံးပဲနော် အမြင့်မှာတပိညူဆိုပြီးရှိတယ်ဒီဖျားရ2016မှာသွားအဲအနေချင်းမဲ့ damage ဖြစ်တယ်။အဲတက်စီမှုနည်းနည်းချင်းချင်းမဲ့တွေ့ရ။အဲဒီမတွေ့ရအောင်အကြီးကြီးမတွေ့ရအောင်။ဟုတ် ော့မြင့်သွားလေတွေ့လားအခုဒီမှာလေတွေ့လားမြင့်သွားတာ sand of gravity မြင့်သွားလေတွေ့လားမြင့်သွားလေအောက်ခြေတူးတယ်ကိုသွား area ကိုအောက်ခြေ area ဆွဲချက်လိုက်ပြီးဆွဲကြည့်သွားလေစဉ်းစားချက်ကတော်တော်ကောင်းတယ်နော်တော်တော်အဆင်မြင့်တယ်ပေါ့နော်အဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတော့နော်အဲဒီဒီဟာကိုဘယ်လိုသူတို့သိခဲ့လဲဆိုတဲ့ကိစ္စကိုမပြောခင်မှာကျွန်တော်တို့ဒီ Germany project ဆိုတဲ့ website လေးတခုကျွန်တော်ပြနေတယ်အဲ့ဒါကျွန်တော်ဒီ video လုပ်ဖို့အတွက် share နဲ့တွေ့ခဲ့တာပေါ့နော်ဒီ website လေးကတော်တော်ကောင်းတယ် တော့ဒီအောင်တွေကို clip နှိပ်ကြည့်လိုက်လို့ရှိရင်ဒီ3 3D model တွေသူထုတ်ထားတာနော်ပြီးရင်နောက်တစ်ခုကဒီကန့်လက်ဖြတ်အပေါ်စီးကပုံနေလေကျွန်တော်တို့ဒီမှာအများကြီးသွတ်တွေ့ရတယ်သူသိချာ research လုပ်ထားတာဒီမှာနော်ပုံနေသိကောင်းနေတာဒါဒါလေးဆိုရင်အရင်မိုက်တယ်နော် 3D နဲ့ကျွန်တော်မြင်ရမယ်ဒါဆိုဒါဆူလာမုနီပေါ့နော်ဒါဆူလာမုနီဖျားဆိုလို့ရှိရင်ဒါဆူလာမုနီဖျားပုံစံဒါဆိုအပေါ်စီးကနေကန့်လက်ဖြတ်ပုံစံတွေတွေ့လားဆူလာမုနီရဲ့သူတို့ဆွဲထားတာလေနော်တခြားစီတွေပထိုးတွေကိုလည်း သေးစိတ်ဒီမှာတင်ပြလာတာရှိတယ်။ရှစ်ရှစ်သူအနေနဲ့ဒီ Zamini Z A M A N I Zamini ဆိုပြီးတော့ project ဆိုပြီးတော့ yay ထည့်လိုက်လို့ရှိရင် online ဒီ online မှာတွေ့ရပါလိမ့်မယ်เนาะ။ဆိုတော့ဒီလိုမျိုးနီးပညာတွေကိုတို့ဘယ်လိုမျိုးရှစ်ခေလူကြီးတွေကတွေ့ကြလဲဆိုတော့ကျွန်တော်စာပေလေးလာမှုရဘယ်လိုသွားတွေ့ရလဲဆိုတော့ဘာလို့ R&D ចောင်းနေဒီနီးပညာတက်ကတူတွေဘာညာလဲဆိုတော့ရှိတာမဟုတ်ဘူး။တို့ကနံပါတ်1ကဘာလဲဆိုတော့ let တွေ့ဘာနေရတယ်သိလို့ တကယ် practical experience ကနေတကယ်လက်တွေ့ရနေလာတဲ့ဒီပြောမယ်ဆို geometry နဲ့ပတ်သက်တဲ့ geometry နဲ့ပတ်သက်တဲ့အဲပုံပုံတဒန်နေရဲ့အပါချက်တွေပုံတဒန်နေရဲ့အားနေချက်တွေကိုလက်တွေ့ရနေလာတဲ့သိမှတ်နေလာ mathematical equation တွေကိုသိလို့မဟုတ် mathematical inequation မညီမျှချက်တွေကိုသိလို့မဟုတ်လက်တွေ့ကလာတဲ့သိနောက်တစ်ခုကပါလဲဆိုရိုးရအတက်သူရဲ့မိဘတွေအဖိုးအဖွားဘီပင်နေရနေပြီးတော့ ရိုးစက်အလိုက်ဆက်ခံလာတဲ့ရိုးရာအတက်ပြတာရှိတယ်သူတို့မှာเนาะပြောမယ်ဆိုလို့ရှိရင် civilization ဆိုတာအဲ့ဒါကိုပြောတာပေါ့เนาะယဉ်ကျေးမှုဆိုတာအဲ့ဒါကိုပြောတာပေါ့เนาะယဉ်ကျေးမှုတိုးတက်လာတယ်မြင့်မားခဲ့တယ်ဆိုတာဒါကိုပြောတာပြီးတော့နောက်တစ်ခုကတော့ဘာလဲဆိုတော့ super dimension နဲ့ပေါ့ဘင်းကတော်ရင်ချိမြောက်တယ်စုလိုက်ရမယ်ချိမြောက်တာကိုမလို့ခြင်းနေတော့မှအဲသူတို့တာဝန်ယူပြီးတော့လုပ်ရတဲ့ဟာအတွက်ဘာဘာနဲ့တာဝန်ခံရလဲဆိုတော့သူတို့ရဲ့ကိုအင်ကအစိတ်အပိုင်းအခက်မသိအသက်ပါသေးသွားနိုင်တယ် နော်ဒီဟာကဒီဒီသုံးချက်ကနေပြီးတော့ဟောထွင်းတိလာတဲ့ညံလင်းဒါနဲ့သူတို့စောက်တာသင်္ချာ model သင်္ချာ equation seismic wave နော်ဒီဒီငလင်းကဘလောက် in a rich dot scale နဲ့ဘလောက်ပြင်းထန်နဲ့ဘလောက်လာလဲဆိုတာကိုတွက်လို့ချက်လို့အနမ်းနေနဲ့အတိအကျတွက်လို့ချက်လို့ရလာတဲ့ဟိုတိမှုနဲ့စောက်ထားတဲ့ပုံစံတော့မဟုတ်ဘူးအခုကျွန်တော်ပြောအချက်၃ချက်နဲ့သူကစောက်လက်တွေ့တိမှုရိုးရမှု့ တို့ရအတက်ပညာအမွေပေါ့နော်အဲ့တိမှုရှိမယ်နောက်တစ်ခုကကြနောက်ဆုံးတစ်ခုကကြတော့ထုံးစံတိုင်းပေါ့တအုပ်ဆက်မှန်ဘရင်စနစ်ဆိုတော့မကြိုက်ရင်တတ်ပြစ်မယ်လက်ဖြတ်ပြစ်မယ်အစရှိပြီဒါတွေကိုကြောက်တယ်အဲ့တော့အကောင်းဆုံးဖြစ်အောင်သူတီထွင်နေပြန်စရတယ်ဖန်တီးတယ်အဲ့မှာကျွန်တော်တို့ခုမြင်နေရတယ်နော်ကြက်ကြက်ခံပြီးတော့အဲထက်ထဲဝါဝါနဲ့ခန့်ခန့်နာနာမြင်နေရတဲ့အဆောက်အုံတွေကိုတွေ့ရတာအဲ့တော့နှစ်ချုပ်နေနဲ့ကျွန်တော်တို့ဘာကိုသွားပြီးတော့စဉ်းစားမိလဲဆိုတော့ legend ပေါ့နော်တကယ်အထင်ကြီး ခဲကိုကြော်စောတဲ့နော်ပုံကိုယ်တွေနဲ့သင်္ချာပညာရဲ့နဲ့စုံစည်းမှုဟာအိုးဖွေရာကောင်းလောက်တဲ့ miracles miracles ဆိုတာကအိုးဖွေရာအမတန်သိကောင်းလောက်တဲ့နော်ဒီတုကပညာတွေနော်ပြီးတော့နောက်တစ်ခုကအမတန်ထေဝါမှုတွေအမိုင်းကြောင်းတွေသင်္ချာအတက်ဘီတုကအတက်ဒီပွားရေးငဲအမျိုးမြင်ဒါတွေကိုကျွန်တော်တို့မွေးဖွားခဲ့တယ်ဆိုတာ နေခေတ်เนาะမြင်နေရတဲ့ဘာအမွေနဲ့ဈေးဝင်ပကံမှာရှိတဲ့ဈေးပရိုးတွေကအတိခံနေပါတယ် Thanks for watching bye